မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့မြန်မာတရားရေးတဲ့နေရာမှာလိုအပ်တဲ့စကားလုံးလေးတွေတလုံးချင်းလေးတွေရဲ့အကြောင်းကိုသင်ပြပေးနေတာဖြစ်ပါတယ် ီနေ့ပြောပြပေးမှာကတော့ပြီးဆိုတဲ့အဓိပ္ပာယ်ပါပါတော်ရာရင်လုံးစံခန်းပြီးပြီးဆိုတာကတော့အလုံးဖြစ်ရတခုပြီးဆုံးသွားခြင်းဒါမှမဟုတ်စတင် ဖြစ်လာခြင်းကိုညှိုးနဲ့နောက်ဆက်စကလုံးလေးတစ်လုံးဖြစ်ပါတယ်เนาะပြီးဆိုတာဘယ်နေရာမှာသုံးတယ်လဲဆိုရင်အချိန်အချိန်နေတွေကို ပြတဲ့အခါနောက်တစ်ခုကပြီးဆုံးမှုကို ပြတဲ့အခါဒီမှာ သုံးပါတယ်ဥပမာအားဖြင့်တယောက်ကနေပြီးတော့ရင်မေးလိုက်တယ်ထမင်းစားပြီးပြီလားအဲ့ဒီအခါမှာပြန်ဖြေတယ်ထမင်းစားပြီးပြီနော်ထမင်းစားပြီးပြီတယောက်ကပြီးပြီလားလို့မေးတယ်တယောက်ကပြီးပြီလို့ပြောတယ်အဲ့ဒါဘာလဲဆိုတော့နော်ပြီးဆုံးမှုကိုဖော်ပြတာစားပြီးပြီလားဆိုတော့တယောက်ကပြီးပြီအပြီးသက်သွားပြီး နောက်တချောင်းလေးကြည့်အောင်သူတို့အိမ်ကနော်ပြန်လာပြီလားတဲ့နော်သူတို့အိမ်ကပြန်လာပြီလားတဲ့မေးလိုက်တယ်နော်ပြန်ဖြေတယ်သူတို့အိမ်ကပြန်လာပြီတဲ့နော်ပြန်လာပြီပြန်လာပြီလားပြီးနှသုံးနဲ့ပြန်လာပြီဒါကပါလဲဆိုတော့အချိန်အနေလေးအချိန်နော်အချိန်အနေလေးကိုဖော်ပြတာနော် သူတို့အိမ်ကပြန်လာပြီလားတဲ့လမ်းကလမ်းမှာတွေ့လိုက်လို့နော်နှုတ်ဆက်တာသူတို့အိမ်ကပြန်လာပြီလားတဲ့အဲ့ဒါသူကပြန်ပြောတယ်သူတို့အိမ်ကပြန်လာပြီတဲ့ကဲနောက်တစ်ကြောင်းလေးကြည့်အောင် မိုးရွာလာပြီနော်တဲ့နော်မိုးရွာလာပြီနော် ူကအချိန်ကိုပြတာမိုးရွာလာပြီနော်သူ့ရဲ့နောက်ဆက်မှာ နော်အင်းကြီးအဝတ်တွေလှမ်းထတာ ရုပ်စရာရှိတာ ရုပ်ဖို့ပြောမယ်နော်တင်းစရာရှိတာတင်းဖို့ပြောမယ်ဒါပေမဲ့အဓိကပြောတော့တာက မိုးရွာလာပြီနော်တဲ့ကဲနောက်တစ်ကြောင်းလေးကြည့်အောင် ပြန်ပြီနော်တဲ့နော်ပြန်ပြီနော်ဆိုတာလမ်းမှာတယောက်နဲ့တယောက်တွေ့လို့နော်နှုတ်ဆက်လိုက်တာ ပြန်ပြီနော်တဲ့ ဒီနေရာလေးမှာမှားတက်တဲ့မှားပြီးတော့ရေးတက်တဲ့မြန်မာစကားเนาะပါလေးလဲဆိုတော့ပါသောလုံးစံခတ်ပြီးပြီးနဲ့မှားပြီးတော့အရွယ်အလွယ်ရေးတက်ပါတယ်ဥပမာပြန်ပြီးနော်เนาะပြီးရောပြန်ပြီးနော်လို့မရေးဘဲနဲ့เนาะပြန်ပြီးနော်လို့ရေးလိုက်ရင်အဲ့ဒီစကားလုံးကเนาะ အတန်ထွက်ကပြန်ပြီးနော်ဆိုဝိမဲ့ရေးရင်ပြန်ပြီးနော်နဲ့ရေးရမှာဖြစ်ပါတယ်ဒီလိုရေးရင်မှားပါတယ်ပြန်ပြီးနော်တဲ့ကဲဒါဆိုရင်ကဲပထမဆုံးရေးထားတဲ့နော်ထမင်းစားပြီးပြီလားလို့ရေးထားတာနော်ထမင်းစားပြီးပြီးလား ဒါကိုဒီလိုသွားရေးမယ်ဆိုရင်နော်တဲမေစာပီပီလာလို့ဆိုပြီးတော့ရင်ပီးဆိုတဲ့စကားလုံးနဲ့သွားရေးမယ်ဆိုရင်နော်ဒီစာကြောင်းဟာမှားပါတယ်နော် ပီပီလာလို့ရေးရမှာပါပီပီလာလို့ရေးရင်ဒီစာကြောင်းကမှားတာဖြစ်ပါတယ်အဲ့လိုပဲနော်ဒီမှာနော်ထမင်းစာပီပီပါးစားလုံးဆန်ခတ်ပီးနဲ့သုံးသွားရင်ဒါလည်းမှားပါတယ်သူတို့အင်ကပြန်လာပြီလားကိုပြန်လာပြီးနေရာမှာပါးစားလုံးဆန်ခတ်ပီးနဲ့သုံးပြီးတော့နော်သူတို့အင်ကပြန်လာပြီလားလို့ ရေးလိုက်ရင်လည်းအဲ့ဒီဆက်ကလုံးကမှားပါတယ်သူတို့အိမ်ကပြန်လာပြီးဆိုတာကိုဒီပြီးလို့မရေးပဲနဲ့ဒီနေရာမှာပါတော့လုံးဆန်ခတ်ပြီးနဲ့မြန်သွားရေးလိုက်လို့ရှိရင်အဲ့ဒါကမှားရင်းနဲ့အရေးအသားတစ်ခုပါလုံးဝအဲ့လိုမရေးရပါဘူးဒီလိုပဲနော်မိုးရွာလာပြီနော်နော်ဒီနေရာမှာလာပြီနော်လို့ပါတော့လုံးဆန်ခတ်ပြီးနဲ့ရေးရင်မှားပါပြီမိုးရွာလာပြီနော်လို့ပဲရေးရမှာဖြစ်ပါတယ် နော်ပြန်ပြီးနော်ကို ပြန်ပြီးနော်လို့ရေးရင်မှားပါတယ်ဒါလေးကတော့နော်ဒီနေ့သင်ပေးခလိုက်တာတော့ပြီးဆိုတဲ့အတုံးအနှုံလေးမြန်မာတရာတဲ့ကနော်ပြီးဆိုတဲ့အတုံးအနှုံလေးနော်အဲ့ဒီအတုံးနှုံးလေးကိုရေးပုံရေးနီးလေးနဲ့အမှားတတ်တဲ့အမှားလေးကို ပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။